ီဆုံးရွာဒီနောက်ကိုဆက်မြောက်လမ်းဆက်သွားလိုက်ရရွာရွာကျွလေကျွန်တော်ဒီတတော်ကျွဝိုင်းမှာလုံလာတာအနည်းငယ်ရှိကြီးကြဒီမိုင်90အထက်မှာဘာရှိတော့ခမ်းကြဘူးဒီတော့ជីជីမသိပါဘူးကျွန်တော်ဒီကားလေးကအမှန်တမ်းပြောရရင်တော့ကျွန်တော်ကျွန်တော်တကယ်ရင်းနေရမေးတယ်ဗျဒီကဟာတာကာလာပေါ့နော်ဟိုကျွန်တော်ထွေလာကြည့်ရတယ်ပေါ့ထွေလာထဲမှာ အဲ့လိုမျိုးအဲ့လိုဟာတာတွေကြိုက်မဟုတ်ဘူးလာကြည့်မှသိမယ်မာပါတဲ့လူအကုန်လုံးကြီးပါကအဲကျွန်တော်ယုံကြည်တဲ့လူပဲကျွန်တော်ကယုံကြည်တဲ့လူပဲတော့ကျွန်တော်ကျွန်တော်ကြိုးစားမယ်ဆိုတော့ယုံကြည်မဲ့လူတွေကိုအဓိကထားပြီးတော့ရွေးချယ်ထားတာပါ။ဟာကျွန်တော်အဲ့စစ်အဲ့ကျွန်တော်ဝါဒနာမပေါ့။ဝါဒနာမပေါ့။ဘာလို့လဲဆိုတော့ writer writer တယောက်ဖြစ်ဖို့ကကြက်ရမယ့်စာရေးအများကြီး။ဒါလိလာမယ်အပိုင်းတွေအများကြီးဆိုတော့ကျွန်တော်အဲ့အတွက်တော့ကျွန်တော်အချိန်မပေးတော့ဘူး။ Jerk off. ဲဖုံးဝင်နေတဲ့ဝါသနာလေးတွေပေါ့နော်ဒါလေးတို့ဗန်ဒီကွင်းတင်ဆက်ခွင့်ရရအတွက်ဝမ်းသာပါတယ်ဗျာတကယ်မှပါတယ်တကယ်ကဆိုဘယ်လိုမျိုးဖြစ်မလဲမြေမွေရာအဲ့လိုမျိုးပြောရတယ်ဆန္ဒညီမလေးကဒီပေါ်ကြည့်ကြည့်မှသိမှာကျွန်တော်တို့ဒီကားလေးကအမှန်တမ်းပြောရရင်တော့ကျွန်တော်ကျွန်တော်တကယ်ရင်းနေရမေးတယ်ဗျဒီကဟာတာကလာပါတော့ဟိုကျော် trailer ကြည့်ရတယ်ပေါ့ trailer ထဲမှာအဲ့လိုမျိုးဟိုအဲ့လိုဟာတာတွေကြိုက်မဟုတ်ဘူးလာကြည့်မှသိမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကြိုက်ထားတာကဟာတာအနေနဲ့ထက် ကျွန်တော်တခြားရက်သားကိုပြီးချင်လို့ရိုက်ထားတာဒါပေမဲ့ကျွန်တော်ရေးထားတဲ့ဇန်ညောရအောင်ဇလန်းသွားလာရကအဲ့လိုမျိုးရည်စရာလေးတွေဖြစ်နေရလေးတွင်းတွင်းနဲ့ရည်စရာလေးတွေဖြစ်နေတယ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကခဏပြောကြည့်တယ်တင်းမပါတဲ့တင်းကလည်းဖြစ်မယ်အဲ့တော့ဟာသာကားမဟုတ်တဲ့ဟာသာကားလည်းဖြစ်အောင်ဖြစ်နေနိုင်ပါတယ်ဗျကျွန်တော်ကဟိုဟာအဲ့ဒီကာလာတွေကကျွန်တော်ကအမှုပညာလှူရှာမှုအနေနဲ့မရှိဘူးမရှိဘဲနဲ့ကျွန်တော်အနေနဲ့အာရိုက်ကူးကြီးတွေနားပြီးတော့မှကျွန်တော်တခြင်းတွေလိုက်ဆိုနေတဲ့အချိန်နေတွေပါပေါ့နော်နေတွေမှာတခြင်းဆိုရင်တော့ ဟိုကိုကိုချစ်စားဖွင့်နေကျွန်တော်ဘောလုံးသွားခံတယ်နောက်ပြီးတော့ညဘက်တွေကျွန်တော်တချင်းနေဆိုရဲအဲ့ဒါအပြင်ကိုတင်မောင်ဆမ်းမဲဝင်းနေလဲကျွန်တော်ကအကြီးကိုအရင်လိုပေါင်းပြီးတော့မှအဲ့လိုမျိုးအဲတချင်းနေဆိုနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ပေါ်မှာကျွန်တော်စိတ်ထဲမှာစဉ်းစားမိတာပေါ့အပြင်ကာလာတွေမှာကျွန်တော်ရေးပြိုင်မှလည်းတချင်းသွားဆိုဖြစ်တယ်ဗျ အဲ့တော့ဆိုမင်းသမီးခင်လေးຫນွယ်လဲပါတယ်ဗျဆိုတော့အဲ့တော့အဖြစ်ပြလေးရှိရဲဆိုတော့ကျွန်တော်နေနေအားအလေးကိုမျက်စိထဲမှာမြင်မိတယ်စိတ်ကူးစိတ်ကူးထားလေးကိုခြာရေးထားတယ်လို့မှအခုဒီလိုပုံစံလေးရိုက်ကူးဝင်ရတယ်အခုရိုက်ထားတဲ့ဇာတ်လမ်းလေးကလည်းကျွန်တော်တို့ဘတ်ပေါင်းစုံကအဆင်ပြေအောင်ကျွန်တော်ညှိနှိုင်းပြီးတော့မှလုပ်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်တချို့ဟာတွေကြတော့ဟွန်းလူကျင်တဲ့လူကျင်တဲ့ဇာတ်လမ်းအနေနဲ့တော့ကျွန်တော်တို့အတိအကျပုံမိုးခွင့်မရဘဲနဲ့ကျွန်တော်တို့အတတ်နိုင်ဆုံးအကောင်းဆုံးပြအောင်မိုးမှန်ထားရတယ် ဟွာဗလဲအဲ့ဒါအဲ့ဒါကဟိုဘောကိုကောင်ချက်လူရဲ့ idea လေးပါသူကအဲ့မှာရှိတဲ့ဟာလေးရောအဲ့လိုလေးအဲကြောက်တတ်တယ်ဗောနော်သူကြောက်တတ်တဲ့ဇာလေးอ่ะပြီးတော့ဘာမဟုတ်တဲ့ဒီပပြုတ်လေးတောင်ကြောက်တတ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ကျွန်တော်လက်နဲ့လည်းတခြားရောမထိမသွားပါဘူးအဲမက်ဒီယာလေးတော့ဖြစ်ပါတယ်ဘာဖြစ်လို့ကန်ကန်ကြီးဆိုကျွန်တော်လည်းကြောက်ကြောက်ပါကြောက်တယ်ဆိုတော့တူနာဝါမှာဆိုတော့အားတော့ဒီ character poster ပေါ့နော် character poster ဖြစ်တဲ့အတွက်ကျွန်တော်တို့နေနေနေတာကိုတမောင်စမင်းဝင်းဟာပဲကျွန်တော်ငါ့ဝတ်တာဒီမှာပါတဲ့အတိုင်းကြတော့ကိုသူစိတ်တဲ့ခြိုက်ပြီးတာဒါပေါ့ ဒီမှာပါတဲ့လူအကုန်လုံးကြီးပါကအဲကျွန်တော်ယုံကြည်တဲ့လူရယ်ကျွန်တော်ကယုံကြည်တဲ့လူရယ်နောက်ကျွန်တော်ကျွန်တော်ကြိုးစားမယ်ဆိုတော့ယုံကြည်မဲ့လူတွေကိုအဓိကထားပြီးတော့ရွေးချယ်တာပါဆိုတော့အကုန်လုံးကလည်းကျွန်တော်အပေါ်မှာတကယ်ဟိုတစ်ချက်လေးတောင်ညီးရမရှိပါဘူးဟိုအကုန်လုံးလေးပင်မမတ်နေကိုတကယ်ကြိုးကြိုးစားစားနဲ့လှုပ်လှုပ်ပေးကြတယ်အားတော့ပေါင်ချက်လူသားစားပါအားရပါတယ်ခြေလေးတင်နေပါတယ် က်ကောင်စရိုက်တွေမှာတယောက်ချင်းစီတိုင်းမှာကျွန်တော်တို့မြင်ထားတဲ့ဇက်ကောင်စရိုက်ဖြစ်သွားအောင်မယ်အားလုံးကအကုန်လုံးဒီပါကြိုးစားပြီးတိုးဆောင်တာပါတယ်ဆိုတော့ပေါင်ချက်လူလည်းအရင်အားရခြင်းနဲ့ပါတယ်ဒီကားဖြစ်တည်လာဖို့အတွက်ပထမဦးဆုံးကိုစမ်းမင်းနဲ့ကျွန်တော်တချင်းနေစုံနေနဲ့မှာစဉ်းစားဖြစ်တယ်အဲလုဖြစ်တယ် လုပ်ဖြစ်တယ်နောက်ပြီးတော့ဒီကားရိုက်မယ်ဆိုတော့လေဒီဇကားနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ cross တွေအဲလိုအပ်တဲ့ဒီ version design တွေအကုန်လုံးအကုန်လုံးကိုတင်မအောင်စမ်းမွေးရတရားရအောင်တော့ကျွန်တော်အပြည့်ဝပြည်တာပါဒီကားကကိုစမ်းမွေးမရှိရင်ဖြစ်မလာပါဘူးကျွန်တော်ကိုစမ်းမွေးအောင်သက်ပြန်များရောခြေသူများကြီးတင်ပါတယ်ဒါကျွန်တော်ပုံမှာတကယ်ဟိုကဲထွန်းထွန်းကြီးလုံးဆိုပြီးတော့စိတ်တိုင်းကြောင်ကိုပေးလုပ်ထားတဲ့အတွက်ကျွန်တော်စိတ်တိုင်းကြောင်လုပ်ခွင့်ရတယ်ပါဟုတ်ကဲ့ကျွန်တော်ကျွန်တော်တရားဆောင်တာတွေကျွန်တော်ပြည်သက်တွေကြီးခွင့်ရတော့တို့ဝမ်းသာပါဘူး ကျွန်တော်ဒီလဲကျွန်တော်ကြိုးစားတာတွေကိုပြည်သက်တွေအခုလိုမျိုးကြီးပွင့်ရကြီးပွင့်ရလာရဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ဆိုတော့ human machine တွေရော producer တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒါကဒုတိယကားဒီဒီ covid နောက်ပိုင်းကျွန်တော်အလုပ်ပြန်လုပ်တဲ့အချိန်မှာဒါကျွန်တော် producer အနေနဲ့ရိုက်တဲ့ကားဆိုတာဒုတိယကားပထမကားကကျွန်တော်ရိုက်ထားတဲ့ဟာကဇလန်တွေအဲ့ဒါပျောက်ဆုံးကြီးနောက်ွယ်ဆိုတော့ကျွန်တော်ခုနခုနလပိုင်းကြာရင်တော့တနိုင်ငံလုံးပြတယ်ဆိုတော့ဒီကားကကျွန်တော်တို့ပို့ပြီးတော့ပြင်မှန်းတယ်ပို့ပြီးတော့လည်း challenge များတယ်အဲသူပြည့်မှန်အောင်ကျွန်တော်ပြင်ရကြတာဆိုတော့အဲ့ကားက ကျွန်တော်တို့အင်မတန်ပြင်ပန်းခဲ့တဲ့ကားလို့ပြောလို့ရတယ်ဆိုတော့ဒီကားဒီကားကတော့အဲ့ကရတဲ့အတွေ့အကြုံတွေနဲ့အဲဂျိုက်ဂျိုက်တာဖြစ်တဲ့အတွက်အဲ့လောက်မပြင်ပန်းလို့ဆိုရင်ပဲပြင်ပန်းတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်ကဟိုအစအောင်အဆုံးအကုန်လုပ်တာအစအနဲ့အဆုံးကစပိုးအစ location စကောက်တင်ကအစပြင်ရကျေးဇူးပါ location စကောက်တင်ရစားအခုဒီဒီဒီရုံတင်တဲ့အဖြစ်အစအဆုံးအစအဆုံးလို့ရတော့ဝါသနာရမ်းပါလို့လုပ်တာဆိုတော့အခုအခုဒီလိုလိုမျိုးလုပ်ခွင့်ရတာလုပ်နေခွင့်ရတာလေကျွန်တော်ဝမ်းသာပါတယ်ပျော်လဲပျော်ပါတယ်ကျွန်တော်ပြည်သက်တွေလည်းအံ့ဩမှာပေါ့ ခုဒါပြင်သားနေပြီးတော့ပူဇော်ပူဇော်နေပြီး Friday Friday မှာ off ပိုင်းဟာကျွန်တော်အဲ့စစ်အဲ့ကျွန်တော်ဝါသနာမပေါင်းဝါသနာမပေါင်းဘာလို့လဲဆိုတော့ driver driver တယောက်ဖြစ်ဖို့ကကြက်မဲ့စာရင်းများတော့လိလာမယ်အပိုင်းတွေအရင်များတယ်ဆိုတော့ကျွန်တော်အဲ့အတွက်တော့ကျွန်တော်အချိန်မပေးတော့ဘူးကျွန်တော်ကျွန်တော်ကျွန်တော်အဲ့လိုမျိုးတကယ် writer အရင်ကောင်းတဲ့ writer တွေနဲ့ပဲကျွန်တော် producer တွေအလုပ်တွေလုပ်ရတာကျွန်တော်တက်ဖို့အဆင်ပြေမယ်ဖြစ်တယ်။ဟုတ်လို့ဆိုတော့ writer တယောက်ဖြစ်လာဖို့ဆိုတော့အင်မတန်ခက်ခဲမလွယ်ဘူးဗျ။